ကဲကိုဖြိုးဝေကတော့တန်းစင်နဲ့ပတ်သက်တဲ့ကိစ္စအကုန်လုံးကိုချပြလိုက်ပြီးလေးဖြစ်ပါ रे ကိုဖြိုးဝေကတန်းစင်နဲ့ဝမ်ချမ်ပီယံရှစ်ရဲ့ဒေါ်လာသသိန်းနဲ့စာချုပ်မှုပဲထူးခြားတဲ့စာချုပ်ကိုချပြပြီးတော့တန်းစင်ဟာတာကီရူနဲ့လုတ်ပွဲဆော့ခဲ့တာကိုချပြလိုက်တာပြီးဖြစ်ပါ रे ကိုဖြိုးဝေကတော့မိတ်ဆက်ပေးစရာမလိုပါဘူးပြညီမလူဝေသမားတွေကိုဝမ်ချမ်ပီယံရှစ်မှာအရောက်ပူပေးပြီးတော့ မြန်မာလူဝေဖိုက်တာတွေကောင်းစားဖို့အတွက်လှုပ်ပေးနေသူတွေဖြစ်ပါတယ်။ဒီထဲမှာသူလှုပ်ပေးခဲ့တဲ့ထဲမှာတန်းစင်လေးပါပါတယ်။ဒါမဲ့တန်းစင်ဟာ Target Route နဲ့ထုပ်ွက်အပြီးမှာ World Championship ကနေတန်းစင်ကိုသူ့ရဲ့နစ်နာမှုအတွက်ကြီးပေးတဲ့အနေနဲ့ရည်ရှိနော်အမြဲတမ်းပွဲတွေပြင်ဆင်ပေးဖို့ပွဲတွေတည်ပေးဖို့အတွက်ရည်ရှိစာချုပ်အတစ်ခုကိုကိုဖြိုးဝင်တဲ့ World Championship ကလှုပ်ပေးခဲ့တာဖြစ်ပြီးတော့တန်းစင်အားဆွေးတော်ဖြစ်ပွဲတွေတောက်လျှောက်ရနေတာလေအဲ့ဒါအကြောင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့တန်းစင်ကကိုဖြိုးဝေရဲ့ဂျေဆုတရားကိုမသိဘဲနဲ့ဂျေဆုကမ်းပြီးကိုဖြိုးဝေနဲ့အလုပ်တွဲမလုပ်ဘဲနဲ့အဲ့ဒီစာချုပ်ရပြီးတဲ့နောက်ပိုင်းမှာသူ့အဖွဲ့နဲ့ပဲသူသွားခဲ့တော့တာပဲဖြစ်ပါ रे နော်ကိုဖြိုးဝေကိုပတ်စံပေးရမှာကြောက်လို့လို့တချို့တော်သူတွေကတော့ပြောပါ रे ကိုဖြိုးဝေကိုနော်သူပွဲတပွဲထိုးရင်များ4%လောက်ဒါထိုးခြင်းကနေခွဲပြီးရတာပဲဖြစ်ပါ रे အခုတော့ကိုဖြိုးဝေကတန်းစင်ရဲ့လောက်ရအကုန်လုံးကိုချပြလိုက်ပြီဖြစ်တယ်တန်းစင်ဟာအဲ့ဒီပွဲမှာ target group နော်ထာကီရီနဲ့ထိုးရဲပွဲမှာနင်နာဂျီရပါတယ်နင်နာဂျီရတဲ့အပြင်ကမှဝမ်ချမ်ပီယံရှစ်ဘက်ကနေအသင်းစဉ်ကိုပြန်လည်ကြည့်ပေးတဲ့အနေနဲ့အသင်းစဉ်ကိုရည်ရှိစာချုပ်အသစ်တကူချုပ်ပေးလိုက်တာပဲဖြစ်ပါရဲ့ဗျာဒါကိုအသင်းစဉ်ကကျေးဇူးမတင်ပဲနဲ့ကိုဖြိုးဝေနဲ့လမ်းခွဲခဲ့တာဖြစ်တဲ့အတွက်ကိုဖြိုးဝေကတော့ခုချိန်မှာအတော်လေးကိုပောက်ကွဲနေပြီးတော့သန်းစီရဲ့လုံရကုန်းလုံးကိုအခုလိုပဲခြားပြလိုက်ပြီးလည်းဖြစ်ပါရဲ့ဗျာ